ျမဒီနေ့ကိစ္စလေးတခုပြောပြမယ်။အဲ့ပါမယ်ဆိုတော့အခုတော်တော်ဆူဆူဘဝဖြစ်နေတာ။ကျမတို့ခပိုင်းလိုက်တယ်ဆိုတာနင်ကကြားဘူးပါဘောနော်။လမ်းလျှောက်သွားနေမှာဆွဲကြိုးဖြတ်တာလို့ပါလို့။ပြီးရင်ဆိုင်ငယ်စီးနေလို့ဟိုပဆိုင်အိတ်ဆိုင်အိတ်ဆွဲလုတာတို့ဆွဲကြိုးဖြတ်သွားတာတို့အဲ့လိုမျိုးကြားဘူးလေ။ပြီးရင် YMS ပေါ်မှာခပိုင်းလိုက်တာကြားဘူးလေ။အခုနောက်တစ်ဆင့်ပါတိုးလဲဆိုတာ။ လူတွေဘလောက်ရဲတင်လာလဲဆိုတာကျွန်မပြောပြကိုပိုင်ကာစီးနေတာတော့ကိုပိုင်ကာစီးနေတာတော့ကိုကားပေါ်မှာကိုမောင်းွားနေတယ်ကိုကားပေါ်မှာကိုသွားပြီးပစံအိတ်ထားတော့ကပိုင်ထိုက်ခံတည်အဲ့ဘလူရုံမယ်မနေ့ကလက်သူကျွန်မအမျိုးသားဘာဖြစ်လဲဆိုတော့သူကမြောက်တကုံကားနေပြီးတော့မှသူကကျိုးတရာမြောက်တကုံကျိုးတရာနေပြီးတော့သူမြောက်ဥက္ကလာကိုကူလာမြောက်တကုံကနေဖြတ်သွားတယ်ကျိုးတရာဆင်းတယ်မြောက်ဥက္ကလာထဲကိုရောက်တယ် ဲ့ဒီမှာအနောက်ဆိုင်ကတည်းကတောက်လျှောက်ပါလာတယ်တဲ့ပါလာပြီးတော့မှသူ့ကိုအသိရခိုင်တာဆိုင်ကယ်ဆိုင်ကယ်နဲ့ကောင်ကောင်အသိရခိုင်တာကျမမျိုးသားရဲ့ကောင်အသိရခိုင်တာသူကကောင်လက်ညှိုးထိုးထိုးပြီးတော့မှအတင်မသိရင်ကားပေါ်ကပစ္စည်းတစ်ခုခုပဲပြုတ်ကျနေပြီလားကားပဲဘိန်းဘိန်းပေါင်းဘိန်းလေရော့နေလို့လားဘာလားအဲ့ဒီကိစ္စကြီးတစ်ခုခုအကြီးကျယ်ကြီးဖြစ်နေတယ်လို့သူကအားရက်ခိုင်းတာကောင်အဲ့နဲ့မျိုးသားကဘူးမသိပါမသိနဲ့ကားကဘာလဲပေါ့ရှော့ပဲဆိုပြီးရက်ပြလိုက်ရက်ပြလိုက်တဲ့အချိန်မှာသူက မိုးကြီးစိုက်ကဲမိုးကြီးတကုံလုံးခြုံလာတယ်အိုးထွက်ထွက်ဘာမှမဆောင်းတာဘူးမျက်နာတော့ပေါ့ပေါ့သင်ပြထားတယ်ဘလောက်ရေးလဲဆိုတော့ပေါ့နော်ဆင်းလာပြီးတော့မှသူကဘာလုပ်လဲဆိုတော့သူ့အိတ်ထဲကနေပြီးတော့မှတဲ့ပဆန့်တော့ကိုထုတ်ပြီးတော့တဲ့ဒါခမည်းပဆန့်လာပေါ့အမျိုးသားကလည်းကားပေါ်ကနေဆင်းလိုက်တယ်ခမည်းပဆန့်လာပေါ့အချက်သူကလည်းကြောင်သွားတယ်ငါပဆန့်ကြခဲ့စရာအကြောင်းမရှိဘူးသူကသူ့ဘယ်အိတ်ကိုသူကခုံနှခုံရဲ့ကြားမှာသူ့ဘယ်အိတ်ကိုသူကထားတယ်ဘယ်အိတ်ကိုသူကလှမ်းယူပြီးတော့မှသူ့ပဆန့်အိတ်ကိုကြည့်လာတော့သူ့ပဆန့်ကသူ့ကနေသူရှိပြီးတာ ဲ့ဒီတော့သူကပြောလို့လဲဆိုတော့မဟုတ်ဘူးဒါကျွန်တော်ဟာမဟုတ်ဘူးတဲ့ခမရဘဒုဟာလည်းကျွန်တော်မသိဘူးတဲ့လာမရှုပ်နဲ့တဲ့သူကအဲ့လိုပြောပြီးတော့မှသူပတ်စံအိတ်ကိုတဲ့သူကထိုင်ကောင်တစ်ခုတည်းမှမထားတော့ဘူးသူကားမောင်းနဲ့ထိုင်ကောင်မှာပဲသူကတင်လိုက်တယ်တင်ပြီးတော့မှကားကလည်းမှန်ချထားတယ်အဲ့တော့သူကအခုနကကားအမြင်အရင်ထုတ်ပြရတယ်ဆိုတော့ဘာလဲပေါ့ဆိုတော့သူကကားကိုနည်းနည်းနောက်တော့ကားလေးပိုင်ဖြွင့်ပြီးတော့မှစစ်တယ်ပြီးတော့ကားအဟိုဟိုကားဘဲနေပိုင်တော့ဆိုတော့သူကချောင်းပြီးတော့ကြိတ်လိုက်တဲ့အချိန်မှာသူ့ပတ်စံအိတ်ကိုယူပြီးစစ်ဖြွင့်ပြီးတော့မှအကောင်လုံးယူသွားတာပတ်စံ 35သိန်းမူပါရှိတယ်အကုန်ပါသွားတယ်ပါသွားတယ်အဲ့တော့လည်း तू ကယူပြီးတာလည်း तू ကပြေးတာပြေးတော့ဆိုင်ကမောင်းပြေးတော့ဒီကောင်ဘာလဲပေါ့ဆိုကြည့်တယ် तू က तू ကလည်းသူ့အနေနဲ့ तू ဒီကောင်သွားပြီးပေါ့ကားကားဖွင့်ပြီး तू ကလည်းပတ်စံအေကိုမာပြီးတော့ထိုင်ကောင်မှာထိုင်မလို့ရှိမှ तू ပတ်စံအေမှာ तू ပတ်စံပြားမှမရှိတော့ဘူးဒါဂျမ်းမှမရှိတော့ဘူးအကုန်ပါသွားပြီဘလောက်လူပါသွားလဲဆိုတာကျန် ဲ့ဒါအကုန်လုံးသတိထားရအောင်ဒါသတိပေးတာမျိုးသားကတော့ပြောတယ်သူတဲ့ဟိုဆန်ဆန်တော့သူနည်းနည်းပါပြောထားပြီးပြီတဲ့ဒီကောင်ဘာကောင်လဲသူလဲပြီးတော့တခုပြောမယ်ကား CCTV တောင်ကင်မရာရှိတယ်နော်ကားကင်မရာကနေသူ့ကိုကျွန်တော်တို့ရုပ်ချူထားပုံပါပြီနော်သူပါဆိုင်ငယ်စီးတယ်ဆိုတော့တည်တယ်ဆိုင်ငယ်တွေပါတော့ဒါဒီဒီလူတွေနေရတော့ဆိုင်ငယ်တစည်းတက်မှတ်ထားလို့မရဘူးသူတို့ကလိန်နေတဲ့လူကောင်းနေဆိုတော့လိန်နေတဲ့လူတွေကဆိုင်ငယ်တစည်းတစည်းပြောင်းနေမှာပဲဟုတ်တယ်မလားဆိုင်ငယ်တွေကအခုချိန်မှာငှားပြီးတော့ပေါ်ရောနေတဲ့အချိန်ဆိုင်ငယ်ပြောင်းပြီးဒီကောင်လုံးနေမှာပဲအဲ့တော့ပြောချင်တာက ကျမတို့တွေသတိထားရမယ်ကိုကိုပိုင်ကစီးနေတာလုံကြုံတော့တဲ့အချက်လုံကြုံတော့တဲ့ခက်နော်တို့ကတက်ရောက်တယ်မဟုတ်ဘူးအခုကျမတို့ဟိုပတ်သက်ရပတ်သက်ကြောင်လို့ဟဲ့ကျွန်တော်လဲပါလာကျွန်တော်လဲပါဆိုတော့အခု၄၅ရောက်ရှိပြီနော်၄၅ရောက်ရှိပြီအခုကျမတို့တရင်ကြားဟာအခုဘဒူတွေရောအဲ့လိုမျိုးတွေခံနေရပြီလေနော်ဘဒူမအဲ့လိုမျိုး line မတင်လို့ဒီကောင်နေနော်မမြ share ပေးပါအကောင်လုံးသတိထားလို့ရအောင်အကောင်လုံးဝီရိယရှိပါနော်ကိုကာကိုကာဟိုမှာကိုအနေနဲ့ဒါဘဲဆိုပြီးတော့မှ ဟိုစိတ်လွတ်ကိုလို့မနေပါနဲ့เนาะလော့တွေချထားမောင်းလဲလော့ချရက်လဲလော့ချအဲ့လိုမျိုးသားပဲတူရဲတခုတတိတတိထားတာ तू ကအမြဲတမ်းကားပေါ်ဆင်လို့ရှိရင် तू ပစံအေးရာ तू ကားထဲမှာ तू နှလုံးကြုံတာပေါ့ဆိုပြီး तू ကထားထားခဲ့နော်ဒင်းကိုလေဒီကျမအမြဲပြောတယ်ပစံကိုအမြဲနဲ့အိတ်ထဲမှာအများကြီးမထဲနဲ့ပစ္စည်းဘိုးတွေကအကုန်ပြီးကေပေးတဲ့ထဲကေပေးတဲ့ထဲကျမအမြဲပြောတယ်ပြီးထားတင်းတလောက်အိမ်မှာအကုန်ထားမဟုတ်ဘူး तू ကဟိုအလွယ်လင်းတကူပေါ့နော် तू လုံးကြုံတယ်ပေါ့ तू ကားနဲ့ तू ပဲပေါ့ အခုခံလိုက်ရတော့ဒီပစံက15သိန်းနီးပါရှိတယ်15သိန်းနီးပါပါတော်ဒင်းတာပေါ့လူအန်လျယ်မလုပ်ရတာနင်းကိုပြောလိုက်မယ်ဒီကောင်မြတ်ရှဲပေးပါဒီကောင်ဒီကောင်ရုပ်နဲ့ကျမတို့မပြောသေးဘူးเนาะနင်းကိုငါတို့ရုပ်မတင်သေးဘူးငါတို့အခုနင်းရုပ်ကိုတက်ဆိုင်တက်ဆိုင်ငါတို့အကြောင်းကြားထားပြီးပို့ထားပြီးနင်းလွတ်အောင်ပြေးနင်းမနေကကျိုးတရာအစင်း မြောက်ဥက္ကလမြောက်တကုံကနေလာဆက်လာတဲ့မြောက်ဥက္ကလကျိုးသရအစင်ထိတ်မှာနေလောက်ရတယ်နော်နေလောက်ရတယ်နေပဆန်55သိန်းနေပါပေါ့ဒါနေသူများနေရဲ့လောက်ကွက်သူတို့ရဲ့လောက်ကွက်ရနော်သူတို့ပဆန်သူတို့အရင်ရင်းတာပေါ့ကျမယောက်ျားကလည်းသူအဲ့သူများသွားပေါ့သလားငါအကိုတဲ့ဟိုစိတ်ကောင်းစေတနာထားမိသွားလို့ပါဘာလို့လဲဆိုတော့ तू ကအရင်ပဆန်လည်းပေးတယ်ဒါလည်းခင်ဗျားပဆန်လည်းအဲ့မှာလည်းခင်ဗျားပြုကြခဲ့တယ်ကိုကကိုဟာမဟုတ်ဘူး။ तू က तू ကအမှန်တကယ်တော့ तू ရှာတဲ့ပဆန်ပဲ तू ပဆန် तू ဘယ်တော့မှသူများပဆန်လို့မမှတ်ပါဘူး။ စံသူလှုပ်လို့ပတ်စံသူများသူမှပို့ခဲ့လာသူအများတန်းသူပြန်ပြန်ပြီးတော့လွယ်ပေးနေကြလှုပ်ပေးနေကြအဲ့လိုလူမျိုးညပတ်စံမှာတရားယူရမှာမပါဘူးခင်ဗျာเนาะအဲ့တော့ပြောချင်တာကမလုံခြုံတော့ဘူးအိမ်ထဲမှနေလည်းမလုံခြုံကိုကားဘုံမှာကိုမောင်းွားလည်းမလုံခြုံဆိုင်ကစည်းဝါလည်းမလုံခြုံဟုတ်တယ်ရတယ်သူရှိမှာပဲတဲ့မြောက်တကုံမှာပဲအဲ့ဒါလေသူကားဖြတ်သွားတဲ့အချိန်မှာဆိုင်ကယ်ဘုံကနေပြီးတော့မှ သွားနေတဲ့လမ်းသွားနေတဲ့အမျိုးသမီးရဲ့ဆွဲကြိုးကိုလှမ်းဆွဲတာအမျိုးသမီးကလည်းပြန်ဆွဲတော့လောက်ကတိလေးအမျိုးသမီးလက်ထံမှာကျန်ခဲ့တယ်တဲ့ဆွဲကြိုးကတော့ပါသွားတယ်အဲ့ဆိုင်ကယ်သမားတွေပဲနော်ဆိုင်ကယ်နဲ့လှုပ်ရှားနေတာပြီးတော့အဲ့ညောင်တကုံမှာတော်တော်ဆိုးနေတယ်လို့ပြောတယ်ဘဒူတွေရောခန့်နေရပြီလေပေါ့နော်ဘဒူတွေရောခန့်နေရပြီလေကျမတို့ပြောချင်တာကကျမတို့တော်တော်လေးသတိထားရမယ်အချိန်ရောက်နေပြီပေါ့နော်အခုတော်တော်လေးကဘယ်လိုဖြစ်မလဲဟိုမရှာစားတော့ဘူးလွယ်လေးတကူယူစားလို့ရတယ်လွယ်လေးတကူပါလေကပိုင်းနှိုက်လို့ရတယ်လွယ်လေးတကူ ျမတို့လောက်အားနဲ့ရင်းစားပါเนาะခစ်ကမကောင်းဘူးဆိုရင်မအလုပ်တွေကအများကြီးရှိသေးတယ်လုပ်လို့ရတယ်ရင်းလို့ရတယ်ခင်เนาะပြောချင်တာကလေတော်တော်လေးကိုမနေ့ကအမျိုးသားပြန်လာပြီးတော့မှသူမျက်နှာမကောင်းဘူးသူအိမ်မှာတော်တော်တန်းဆိုသူအိမ်မှာမပြောဘူးမပြောဘူးသူအိမ်မှာအိမ်မှာသူမပြောဘူးဘာဖြစ်လဲဘာဖြစ်လဲပြောဆိုမှအဲ့နဲ့ဘာမှဖြစ်ဘူးရတယ်အဲ့ဒီပြန်လာတဲ့အနေထားကကျမပြောချင်တာ အခါနဲ့ရုပ်ကအဲ့ဒီရုံမဟုတ်ဘူး။ဘာလဲပြောဆိုမှအတင်းအားမှမပြောအဲ့လိုအလိုပဲတဲ့ကိုယ့်အိမ်ထဲမှာမဆန်တရားမှမရှိတော့ဘူး။ဟမ်မနေ့က15သိန်းဒီမှာပဆန်ပါသွားတယ်။ဘာဖြစ်တာလဲဘလို့အဲ့လိုအလိုပဲဆိုတော့ပြောတကယ်တကယ်နင်တို့ရဲ့အုံနှောက်ကိုလည်းတကယ်လေးစားတယ်။တကယ်နင်တို့ဘလို့ညံညံနဲ့တုံပြီးတော့ဒီလိုအကွက်ကိုနင်းပြီးတော့ပါနော်။ငါတို့ရဲ့အပူစားဝါအောင်စားလိုက်။ငါတို့ စက်ငါးတဲ့ဆိုငါတို့တလားစာတော့ရှိတာပေါ့ငါတို့တလားစာအင်စရေးတော့ရှိတာပေါ့ဝါအောင်စားလိုက်နော်ဝါအောင်စားလိုက်နင်းပြန်ခံရမယ့်အထည်ရောက်လိမ့်မယ်နင်းပြန်ခံရလိမ့်ရအခုနင်းရုပ်ကိုနင်းရုပ်နဲ့တကွာကိုငါတို့ကနော်လိုက်လုပ်ဖို့နင်းကိုပို့ထားပြီးတာအေးပတ်စံပြန်လို့ကျင်တော့မဟုတ်ဘူးအဲ့ဒီစရာကိုရိုက်ချိုးကျင်တော့သူများစရာမတရားလို့ကျင်တဲ့ကောင်လေးနော် အားလုံးလည်းသတိထားကြပါဘောเนาะအားလုံးလည်းသတိထားကြပါခံရတဲ့လူရှိလို့ရှိရင်လည်းဟိုဘလို့တွေလောက်ရမလဲဒီကောင်တွေဘလို့တွေနှိမ်နှင်းရမလဲဆိုတော့ဝိုင်းပြီးစဉ်းစားပြီးတော့မှဒီကောင်တွေနှိမ်နှင်းမှုတော့လောက်ရမယ်ဒီကောင်တွေအရန်ကိုရဲသိနေတယ်เนาะလုံးချုံကားကိုလော့ချပြီးတော့နေတယ်ကားပေါ်နဲ့ရအောင်ဆင်းခိုင်းပြီးတော့မှဒီပတ်စံကိုရအောင်ယူသွားတဲ့ဆိုတဲ့တတိကတော့နည်းနည်းတော့တတိမဟုတ်ဘူးအဲ့ဒါအားလုံးသတိထားရအောင်ကျွန်မလာပြောပြတာပေါ့เนาะ